ဆောင်လေးရဲ့ခေါင်းစဉ်ကတော့ပိုခိုရိုးရဲ့ပစိုးလေးတဲ့တောင်ပေါ်ဒေသအေးရညကလေးမှာပိုခိုရိုးတငယ်ချင်းတွေစုပြီးမိလုံနေကြတယ် ဖိုးကပြောတယ်ဖိုးခုပစိုးလေးနဲ့သူရဲ့ကောင်းကြီးလောက်တက်တယ်မာလီတို့ကတော့ပစိုးလေးနဲ့အနီးလောက်တာပေါ့ ။ကရင်မာလေးမူခွဲကလည်းငငငယ်ရဆိုမမေရပစိုးနဲ့ကြောပိုးပြီးခေါ်သွားလာ။ဖေဖေတောင်ရပြန်လာရင်လည်းဒီပစိုးနဲ့ပဲတတိတွေထည့်လာလေ။မမမလေးရွှေမိကငါဖဖားတော့ပစလုံးနဲ့ပခက်လို့ပြချွတ်တက်ခဲ့တော့ဗော။ ောင်ဒီတခွေလဲပစောလေးနဲ့ချင်ကလေးပြတတာအင်းအလေးအိုင်ဟာကငငငငကဆိုပူပူကပစောလေးနဲ့လမ်းလျှောက်တင်ပေးခဲ့တာပစိုးလေးနဲ့ဆင်လုပ်ပြီးတော့လဲငါနဲ့ကစားတာ လေးအောင်နေကလည်းဒါဒါလည်းနေပြီပြပြကပစိုးလေးနဲ့အမိုးကပြီးတယ်ပစိုးလေးနဲ့လူရုပ်လုပ်ပေးတယ်။ဒါပေမဲ့တို့တွေအားလုံးတူညီတာတခုတော့ရှိတယ်။ ဆိုးလေးနဲ့ဘာထပ်လုပ်လို့ရသေးလဲဆိုတာစဉ်းစားကြည့်ပါလား။